စဉ်ခွန်အားမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါရစေ။နာတော်တာဆင်သူများအားလုံးပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတည့်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဇူလိုင်လ9ရက်အင်္ဂါနေ့တမန်တော်ဝတ္ထုခန်းကြီးရှေ့အငယ်29မှ39 ဝိညာဉ်တော်ကလည်းထိုယထာသို့ချဉ်ကပ်၍မိဝဲလောဟုဖိလိပ္ပုအားဗျာဒိတ်ပေးတော်မူသဖြင့်ဖိလိပ္ပုသည်ယထာသို့ပြေး၍ပရောဖက်ဟေရှာယ၏ကျမ်းစာ၌ဖတ်သည်ကိုကြားလျင်ဖတ်သောအရာကို နားလည်ပါ၏လောဟုမေးမြန်၏ထိုမှတ်ကလည်းတွင်တင်ပဲ့ပြင်တော်သူမရှိလျင်အဘယ်သို့နားလည်နိုင်မည်နည်းဟု ဆိုပြီးမှမိမိနှင့်အတူဖိလိပ္ပုတက်၍ထိုင်နေပါမည်အကြောင်းတောင်းပန်၏ကျမ်းစာ၌ဖတ်သောအချက်ဟူမူကား အတိတ်ချင်းကဆောင်းသွားသောသူကဲ့သို့ သူ့ကိုဆောင်းသွား၍သူတငယ်သည် အမွေးညက်တော်သူရှေ့မှမမီပဲနေတကယ်သူသူဒီနောက်ကိုမဖွင့်ပဲနေ၏နှိမ့်ချခြင်းကို ခံစဉ်တွင် သူတစ်ပါးတို့သည် ထိုသူကိုမတရားဖြင့်စီရင်ကြ၏ထိုသူ၏အသက်ကိုမြေကြီးကသိမ်းယုတ်သည်ဖြစ်၍သူ၏အမျိုးနွယ်ကိုအဘယ်သူပြညုံမီနည်းဟုကြံစာလာတည်းထိုမက်ကလည်းပရောဖက်သည်အဘယ်သူကိုယိမက်၍ဤသို့ဆိုပါသည်နည်း ကိုကိုဒီဆိုလိုတလောသူတစ်ပါးကိုဒီဆိုလိုတလောဟုတောင်းပန်လျက်ဖိလိပ္ပုအာမေမြန်လင်ဖိလိပ္ပုဒီမိမိနှုတ်ကိုဖွင့်၍ထိုကျမ်းစာချက်ကိုအစွဲပြုလျက်ယေရှု၏အကြောင်းဒီဟုသောဧဝံဂေလိတရားကို ဟောလေ၏ထိုသောလမ်း၌သွားကြစဉ်ယေရှိယသို့ရောက်၍အမတ်ကလည်းဤအရတွင်ယေရှိပါ၏အကျွန်ုပ်ကိုပဋိဇံမခံစေခြင်းကမိသည့်အကြောင်းစိတ္တပါဒနီဟုပြောဆိုလျင်ဖိလိပ္ပုက သင်သည်စိတ်နှလုံးအကျဉ်းမဲ့ယုံကြည်လျင်ခံရသည်ဟုဆိုလေ၏အမတ်ကလည်းယေရှုခရစ်သည်ဖျားသခင်၏သားတော်ဖြစ်တော်မူကြောင်းကိုအကျွန်ုပ်ယုံကြည်ပါသည်ဟုဝန်ခံ၍ယထာကိုရက်စေခြင်းကစီရင်ပြီးမှဖိလိပ္ပုသည်ထိုအမတ်နှင့်တကွရေထဲသို့ဆင်း၍ပတ္တိဇံကိုပြီးရေထဲကတက်ကြလျင်သာဗျာ၏ဝိညာဉ်တော်သည်ဖိလိပ္ပိကိုဆောင်ယူတော်မူ၍အမတ်သည်ဖိလိပ္ပုကိုနောက်တစ်ဖန်မတွေ့မမြင်ရ

ကျွန်ုပ်ဒီသက်ဆိုင်ပြီလားနောက်ဆုံးတွင် ရုပ်ရှင်သရုပ်ဆောင်ဆယ်လီဖီးသည်ကျွန်ုပ်တို့အားလုံးတောင့်တလိုချင်သည့်အရာကို ခံစားခဲ့ရသည်သူမသည်1985ခုနှစ်တွင်ဒုတိယမြောက်အော်စကာဆုကိုရရှိခဲ့သောအခါဆုကိုလက်ခံစဉ်အရာအားလုံးထက် ရှင်တို့ရဲ့လေးစားတန်ဖိုးထားမှုကို ကျွန်မပိုလိုချင်ခဲ့တယ်ပထမအချိန်ဆုရတုန်းက ဲ့ဒါကိုကျမမခံစားခဲ့ရဘူး။ဒါပေမဲ့ဒီတခါတော့ခံစားရတယ်။ပြီးတော့ရှင်တို့ကျမကိုသဘောကျတယ်။အခုရှင်တို့ကျမကိုကြိုက်တယ်ဆိုတဲ့အချက်ကိုကျမညင်းလို့မရတော့ဘူးဟုပြောခဲ့သည်။အေသီယိုပိမိမဆိုးတူလဲသူ့ကိုလက်ခံခြင်းအတွက်အံ့အားသင့်ခံစားခဲ့ရသည်။တပားအမျိုးသားနှင့်မိမဆိုးဖြစ်ခြင်းကြောင့်ဗိမ္မာန်တော်၏အတွင်တတိုင်းသို့သူဝင်ခွင့်မရပဲ ညင်းပယ်ခြင်းခံခဲ့ရသည် သို့သောဝင်ခွင့်ရသူများ၌သူပါဝင်နိုင်ရန်တောင့်တဆန္ဒရှိခဲ့သည်ယေရုရှလင်မြို့ဝတ်ပြုခရီးမှ စိတ်ကျေနပ်မှုမရှိဘဲသူပြန်လာသည်ကိုဖိလိပ္ပုသိရှိခဲ့ရသည်အေသီယိုပီအမတ်သည်ငါဗဒင်ညင်ကိုမှီဝဲသော မိမရှာတို့အားငါအိမ်ငါတတိုင်းအတွင်း၌မပြောင်းနိုင်သောသာဝရနာမကို သူတို့အားငါပေးမည်ဟုသောဟေရှာယအနာဂတ်ကျမ်း၌ပေါ်ပြထားသောအရာကို သူဖတ်နေခဲ့သည်၎င်းသည်မည်သို့ဖြစ်နိုင်မည်နီထိုအခါဖိလိပ္ပုကယေရှု၏အကြောင်းဒီဟုသောဧဝံဂေလိတရားကို ဟောပြီးသည့်နောက်ထိုလူကလည်းဤအရက်တွင်ယေရှိပါ၏အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းဟံမည်သည့်အကြောင်းစီးတားပါသည်နီဟု ပြောလေ၏ ျွန်ုပ်ကိုတကယ်ဝင်ခွင့်ပြုပါတာလားကျွန်ုပ်ဒီသက်ဆိုင်ပြီလားဟု သူမေးသည်အတားအဆီးမှန်သမျှကို သခင်ယေရှုနှုတ်ယူဖယ်ရှားခဲ့ကြောင်းလက္ခဏာအဖြစ်ဖိလိပ္ပုသည် သူ့အားဗတ္တိဇံနှစ်ချင်းမင်္ဂလာပေးခဲ့သည်အပြစ်မှလှည့်ပြန်ပြီးသူ့အားယုံကြည်ကိုးစားသူတိုင်းကို သခင်ယေရှုပွေဖက်ပြီးပေါင်းစည်းစေသည်ထိုသူသည်ဝမ်းမြဝမ်းသာခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏နောက်ဆုံးတွင် သူသည်ဖျားသခင်မိသားစုနှင့် လုံးဝသက်ဆိုင်သွားခဲ့ပြီဖြစ်ပါသည်တခင်ယေရှုကိုယုံကြည်သူတိုင်းသည်အဘဲကြောင့်သူ၏မိသားစုဝင် ဖြစ်သည်။ဗတ္တိဇံခံခြင်းကသင်စိတ်နှလုံးတွင်ဤအချက်လက်များကိုမြည်သို့ ဆွဲမှတ်စေမည်နီရှစ်တော်သခင်ယေရှု ကျွန်ုပ်သည်ကိုရောနှင့်ဆက်ဆိုင်သောကြောင့်ကျွန်ုပ်သည်ဖျားသခင်နှင့်သခင်ဤမိသားစုနှင့်သက်ဆိုင်ပါသည်သခင်ယေရှုနာမ၌တောင်းလျှောက်ပါ၏အာမင်နေ့စဉ်ကိုအားကို နာတော်တာဆင်သူအလုံး ဘုရားသခင်နှုတ်ပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။